အားလုံးပဲမင်္ဂလာပါအခုဒီချက်က recitation ကြောင့်ကိုရှင်းပြပေးမှာဖြစ်ပါတယ် recitation ဆိုတာကတော့ english ကပြမြန်မာကပြလေးတွေကိုတည်ဆိုရတာပဲဖြစ်ပါတယ်တီချာတို့ရှိချီတာမှာ english ကပြအပြင်မြန်မာကပြလေးတွေကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးပေးထားပါတယ်ဒီမြန်မာကပြလေးတွေကတစဉ်တသားမမီတို့ကတီချာတို့နိုင်ငံလူမျိုးရဲ့ culture အမှုကျင့်ကောင်းလေးတွေကိုလည်းသင်ယူရရှိမှာပဲဖြစ်ပါတယ်ဥပမာကပြထဲမှာပါတဲ့စာသားလေးတွေဖြစ်တဲ့ဖနက်ကလေးကိုညီညီစီမယ်ဆိုရင်တကယ်အပြင်မှာလည်းဖနက်ကလေးတွေကိုညီညီစီလာတာမျိုးကစားပြီးရင်ပစ္စည်းလေးတွေပြန်သိမ်း နဲ့ဆိုရင်လည်းတကယ့်လက်တွေမှာပစ္စည်းလေးတွေကိုပြန်သိမ်းလာတာမျိုးဖြစ်ပါတယ်။ဒီကပြားလေးတွေကတစင်းတသားမီတို့ကအမှုချင်းကောင်းလေးတွေကိုတင်ရရှိမှာပါ။ကပြားလေးတွေကိုတည်ဆိုတဲ့အခါမှာတသားမီတို့ကစလုံးနှလုံးချင်းစီဆိုတာမျိုးထက် sentence by sentence ဆိုတာမျိုးကိုပို့ပြီးတော့အားပေးပါတယ်။ဥပမာဒီကပြားလေးဟာဆိုလို့ရှိရင် peace porridge pot ကပြားလေးပဲဖြစ်ပါတယ်။ဒီကပြားလေးကိုဆိုမယ်ဆိုရင် peace porridge hot ဆိုပြီးတော့တလုံးချင်းနဲ့ထောက်ပြီးဆိုတာမျိုးထက် peace porridge hot ဆိုပြီးတော့စက်တိုက်ဆိုသွားတာမျိုးကိုပြောတာပါ။ဒီလိုမျိုးဆိုခြင်းအပြင်တသားမီ ရဲ့ speak listening အားကောင်းလာပြီးတော့ကြပြတွေကိုအလွတ်ရသည့်ထိချက်ခါချက်က repeat လုပ်ပြီးဆိုခြင်းအပြင် right brain ကိုလည်းကောင်းကောင်းလှုပ်ဆောင်ပေးနိုင်ပါတယ်။ကဲအခုဆိုလို့ရှိရင် recitation ကြောင်းကိုပြပြမျိုးတို့လည်းသိသွားပြီလို့ယုံကြည်ပါတယ်။ဗီဒီယိုလေးကိုကြည့်ပြီးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။